မျက်နာကိုရေနဲ့အတင်းပတ်တဲ့ရေကစားသူတွေကြောင့်ဆုံးပါသွားခဲ့ရတဲ့အကဝင်ဆောင်တဲ့အမျိုးသမီးပရိသတ်များလုံးမဲမင်္ဂလာဝါရှင်ဘောင်မီစနောင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်။တကြံတွင်းမှာအပြောသဘောမဟုတ်ပဲအပြတ်သဘောဆောင်ပြီးမျက်နာကိုမှရေနဲ့အတင်းပတ်တဲ့လောရက်တွေကြောင့်ကွယ်လွန်သွားခဲ့ရတဲ့အမျိုးသမီးတဦးပေါ်ပေါက်လာခဲ့ပါတယ်။ဒီအကြောင်းတွေကိုတော့ဇန်ရက်တဲ့အမျိုးသားဖြစ်သူကဝမ်းနည်းစွာနဲ့ရင်ဖွင့်ပြောပြလို့လာခဲ့တာဖြစ်ပါတယ်။ကွယ်လွန်သူအမျိုးသမီးကတော့မအေးမြတ်သူလို့အမည်ရပြီးကိုကျော်ကြားလို့အမည်ရတဲ့ခင်ပွန်ဖြစ်သူနဲ့အတူတာယာတဲ့မိသားစုလေးကိုပိုင်ဆိုင်ထား ခဲ့ရပါဇနီးမနန်းနှစ်ယောက်ကမော်လမြိုင်ကကျွန်းမြို့လေးမှာအကျပ်ဦးရောင်းဝယ်ရေးလုပ်ကင်ပြီးတော့အေးဆေးစွာနဲ့နေထိုင်ဖြတ်သန်းနေခဲ့ကြပါတယ်ဒါပေမဲ့မဟာတကြံအကျပ်နေမှာတော့ဇနီးတွေကအပြင်ကိုအကြောင်းကိစ္စတစ်ခုကြောင့်ဆိုင်ကယ်နဲ့ထွက်သွားရင်းကနေဘယ်တော့မှပြန်မလာနိုင်တော့တဲ့လမ်းကိုရောက်ရှိသွားခဲ့ပါတယ်ခင်မုံပြစ်သူဟာဆိုရင်တော့သူ့ရဲ့ဇနီးတွေလေးကိုဖုန်းခေါ်လိုက်တဲ့ချိန်မှာဖုန်းကိုင်တဲ့သူကဇနီးတွေဟုတ်မနေတော့ပါဘူးတစ်ဖက်ကအမျိုးသားတစ်ယောက်ကအခုလိုမျိုးဝမ်းနည်းစရာသတင်းကိုပြောပြခဲ့တာဖြစ်ပါတယ် ။ညီလေးရဲ့ဇနီးတဲ့ကအခုဆိုင်ကနေကားနဲ့တိုင်ပြီလို့စေယုံကိုရောက်ရှိနေပြီဖြစ်တယ်လို့ရုတ်တရက်တုံလို့စရာကောင်းစွာနဲ့ကြားသိလိုက်ရပါတယ်။ဒီလိုနဲ့ပဲစေယုံကိုရောက်ရှိတဲ့ချိန်မှာတော့ဇနီးဖြစ်သူကိုဘယ်နာမှစေကူသားမှုတွေခံယူနေတယ်လဲဆိုပြီးရှာဖွေလိုက်တဲ့အခါမှာရင်ကွဲယုံကိုရောက်ရှိနေပြီဖြစ်ကြောင်းသိရှိခဲ့ရပါတယ်။ဘလုံးမမယုံနိုင်စရာအဖြစ်ပြကြီးကချက်ချင်းလက်ငင်းဖြစ်သွားခဲ့တဲ့အတွက်ဒီအမျိုးသားလည်းရက်တီနိုင်စွမ်းတောင် မရှိတော့ပါဘူး။ ခုနကမှအိမ်ကအကောင်တိုင်းထွက်သွားခဲ့တဲ့ဇနီးတဲ့ကအခုချိန်မှာအသက်မရှိတော့ဘူးဆိုတာကိုသိလိုက်ရတဲ့အတွက်သူ့ရဲ့ကဘာကြီးတစ်ခုလုံးကပျက်စီးသွားခဲ့ပါတယ်။ဒါနဲ့ပဲဘလို့မျိုးရင်တိုင်းမှုဖြစ်ရတာလဲဆိုပြီးစုံစမ်းလိုက်တဲ့ချိန်မှာတော့မျက်နှာကိုရင်ထဲပတ်ခံရပြီးတော့ဆိုင်ကယ်ကလဲထွက်သွားတဲ့အခါမှာအနောက်ကကားနဲ့တိုက်မိသွားတာဖြစ်ကြောင်းသိရှိခဲ့ရတာဖြစ်ပါတယ်။အလုံးသိတဲ့အတိုင်းဒဇန်တွင်းမှာဆိုရင်မြန်မာလူမျိုးတွေကရေပတ်ကစားပြီးတော့ပျော်ရွှင်စရာနေရာလေးတွေကိုဖြတ်တန်းကြပါတယ်။တပြေးခက်ကလေးတွေငွေဖလားလေးတွေနဲ့ရေပတ်ကစားတဲ့ရိုးရာရင်ကျေးမှုက နေအခုလိုမျိုးအပျော်ပါနဲ့အပြက်ဖြစ်တဲ့ကိစ္စတွေဖြစ်ပွားသွားလိမ့်မယ်လို့တော့ဘယ်သူမှအထင်မထားခဲ့ကြပါဘူး။ဒါပေမဲ့လည်းတချို့သောမိဘတွေဆိုရင်သူတို့ရဲ့ကလေးလေးတွေကိုရေပတ်ကစားတဲ့အခါမှာလူတွေရဲ့မျက်နှာကိုမပတ်ဖို့အတွက်စုံမတုံတင်ပေးထားကြပါတယ်။ဒါပေမဲ့တချို့စုံမမှုတွေမခံရတဲ့ကလေးတွေကတော့ရေပတ်ပြီးဆိုတော့လက်ထဲကခွက်ကြီးနဲ့သူများရဲ့မျက်နှာကိုအာရပါရပတ်ပြီးတော့ဖြစ်ပျက်သွားတဲ့ပုံစံကိုကြည့်ပြီးလောင်ပြောင်ရေမောပြီးတော့ပျော်ရွှင်တတ်ကြပါတယ်။တချို့ဆိုရင်တော့ရေပတ်တယ်ဆိုတာခွက်ဆောင်ခုတ်ရမှကျဉ် က်ပါတယ်ဆိုတဲ့အဖွဲ့ကလည်းရှိနေပါသေးတယ်။ဒီလိုလိုရက်တွေကြောင့်အခုလိုမျိုးဝန်းနေစရာအဖြစ်အပျက်တွေပြစ်ပွားသွားကြရပြီးတော့လူအသက်တစ်ချောင်းကိုဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။အမျိုးသမီးလေးဟာဆိုရင်တော့အသက်တစ်ချောင်းတောင်မဟုတ်ဘဲသူမရဲ့ဘိုက်ထဲမှာလည်းကလေးလေးရှိနေတဲ့အတွက်အသက်နှစ်ချောင်းကိုဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။မကြခင်မှာဝင်းနေတဲ့ကူတော့မှာဖြစ်တဲ့အတွက်ရက်အကြကြီးထားလို့မရပဲမဟာတကြံအတက်နေမှာပဲတကြိုရတော့မှာဖြစ်ပါတယ်။ကြံရိတ်ခဲ့တဲ့ခင်ပုံးဖြစ်သူကတော့ဘလုံးမကိုဖြစ်မစင်နိုင်အောင်ဝန်းနေခံစားနေရပါတယ်။အခုလို မြို့မဟာဒဇန်အချိန်ခါကြီးမှာအသက်ဆုံးရှုံးခဲ့ရတဲ့ကိုဝင်ဆောင်တဲ့အမျိုးသမီးလေးနဲ့ဘိုက်ထဲကကလေးလေးအတွက်ကောင်းရသူကတိလားစေဖို့အတွက်ဆုတောင်းပေးသွားကြပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်